မိုင်ဆုံခမင်္ဂလာပါနော်နမ်မူနာတီတာချန်နမပြန်လည်ကြိုဆိုလိုက်ပါရရှင်ထိုင်းနိုင်ငံကိုဆမစ်အိုင်လန်ရဲ့ day trip အတွေ့အကြုံလေးကိုမျှဝေပေးမှာဖြစ်ပါရရှင် mon tip ဆိုတဲ့စိတ်ကမ်းကနေပြီးတော့မှ speed boat စီးပြီးတော့မှပဲဖြစ်ဖြစ်အခုလိုမျိုးပြင်လေးနဲ့စောင့်ထားတဲ့အဲဘုတ်တသေးလေးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်သွားလို့ရပါတယ် speed boat ကတော့ဈေးကြီးပါတယ်ပြင်နဲ့စောင့်ထားတဲ့ဘုတ်တသေးလေးတွေဆိုရင်တော့လူအများကြီးတဲ့ပါတယ် ချိန်ကလည်းအကြာကြီးဆောင်ရပါတယ်ဘာဖြစ်လို့လဲဆိုတော့လူပြည့်တဲ့အထိပေါ့နော်အဲ့တော့စောင့်ရင်းနဲ့အုံနည်းရေခဲမုံလေးစားလိုက်ကြရအောင်နော်ယမ်မီတင်နဲ့စောင့်ထားတဲ့ဘုတ်ကလေးစီမမလို့ပေါ့နော်အချိန်တော်တော်ကြာစောင့်ရပါတယ်ရှင် speed boat ဆိုရင်တော့မစောင့်ရပါဘူးစောင့်ရင်းနဲ့ရှုခင်းလေးတွေတူတူကြည့်လိုက်ကြမယ်နော် အဲ့မှလေးကြည်လိုက်ကျမလိုက်မဲ့ပြင်နဲ့စောင့်ထားတဲ့ပုတ်ကလေးပေါ့နော်အဲ့လိုပုတ်ကလေးပါရှင်ဈေးတက်တာပါတယ်ဟောတွေ့လားလူတွေအများကြီးပဲနော် ยไม่มีการสัมภาษณ์เลยไม่มีการสัมภาษณ์ကိုစမစ်အိုင်လန်ကိုရောက်ပါပြီရှင်။ဝင်ခထပ်ပြီးတော့မှတစ်ကက်ဝယ်ရပါသေးရဲ့ရှင်။ဒီ truck လေးကိုစီးပြီးတော့မှ Pang Thai Sai Kui ဆိုတဲ့အိုင်လန်ကိုထပ်သွားပါမယ်။အမှန်တကယ်ကတော့ National Park ကိုတလဲ့လို့ရှင်လည်းရတယ်ပေါ့နော်။ဒါပေမဲ့ကျမရဲ့ချစ်ရတဲ့တငယ်ချင်းကနေကြောက်ပါတယ်။ဒါတော့မှသူ့မှာမနေကြိတ်မိပြီးတော့လိုက်ပို့ရတာဖြစ်လို့မရောက်ခဲ့ပါဘူး။ ပန်ထိုင်းဆိုင်ကွီးဆိုတဲ့ island ကိုရောက်ပါပြီ truck ပေါ်ကနေဆင်းတာနဲ့အခုလိုမျိုးဈေးရောက်နာလေးတွေကိုမြင်တွေ့ရပါတယ်ဒီနေရာကရေကြည်ပြီးတော့မှတဲဖြူလို့နာမည်ကြီးတယ်ပေါ့နော်ဥမာစပြီးတော့မှတွေ့နေရပြီဟုတ်တယ်ရေအယောင်လေးကတော်တော်လေးလှတယ်နော် ဒီမှာ water sport တွေလည်းဆော့လို့ရပါတယ်ကိုပါတနာပါတယ်ဆိုလို့ရှိရင်တဘောကြတယ်ကြိုက်တယ်ဆိုလို့ရှိရင်တော့ဆော့စရာ water sport တွေအများကြီးရှိပါတယ်ဒီမှာတော့ဒီနေ့လာလေတာအမွှေးပေါ့နော်ဘာမှမလုပ်ပါဘူး စားတလိုင်းတယောက်ကတော့လေကန်းချေလာပြီးတော့မှအဲ့မှာတွေ့တယ်နော်အကင်အဲ့မှာဝက်နံရိုးကင်ပေါ့နော်အဲ့ဒါကိုစားဖို့ချောင်းနေပါတယ်အရှိုးကရရာရန်ကိုစားလို့ကောင်းပါတယ် ယမ်ယမ်စားကြပါအောင်ရှင်ယမ်မီစေးကြည့်တာလွယ်အရသာအကုန်ချီမီကွိစားလို့ကောင်းပါတယ်ရှင်ဟမ်ဒီနေ့ vlog ကိုဟာတာအမြင်လေးနဲ့ကြည့်ပြီးပါနော်ဒီအစားတောက်တွေမစားဘူးဆိုတော့လေကျမကပုတ်စီပြီးတော့မှဒီကန်ချစ်ရောက်တဲ့အထိလာစားရတဲ့အချိန်နေပေါ့ ဒီနေ့ vlog လေးရတော့ဒီမှာပဲအဆုံးတက်ပါမယ်ရှင်နောက်ပဲတွေ့သွားမလဲစောင့်ကြည့်ပေးအောင်နော်တတ